်းမှာတော့ကဘာနဲ့ချီပြီးနှစ်ခါပြန်မရနိုင်တဲ့မြေရှားတတုအကြောင်းကိုတေချာလေးအသေးစိတ်ပြောပြပေးသွားမှာပါနိုင်ငံတကာသတင်းမှာခဏခဏဆိုသလိုပါလာတဲ့အတွက်ကြောင့်မြေရှားတတုဆိုတဲ့အရာကိုကြားဘူးနာဝရှိကြမှာပါဘလို့အရာတွေကြောင့်ဒေါ်နယ်ထရမ့်လိုတမ္မတတူးကတောင်မြေရှားတတုကိုတဲကြီးမဲကြီးလိုချင်နေခဲ့တာလေဘယ်လောက်များအေးပါနေလို့လဲတကယ်တမ်းမှာကြတော့မြေရှားတတုဆိုတာမျိုးက တန်လိုက်ဒက်စင်တမျိုးလို့ပြောလို့ရပါတယ်ဒီထက်ပိုပြီးပွပွင့်လင်းလင်းပြောရမယ်ဆိုရင်နိုင်ငံတကာမှာတခြားသူတွေနဲ့ရင်ပေါင်တန်းပြီးကဘာကိုအုပ်စိုးရတော့မယ်ဆိုတဲ့နောက်ွယ်မှာမြေရှားတတုဆိုတဲ့အရေးအမြစ်ကရှိနေခဲ့ပါတယ်မြေရှားတတုဆိုတဲ့ဝေါ်ဟာရကိုတေချာမပြောခင်မှာဒီဒက်စင်လေးတစ်ခုကနိုင်ငံတစ်ခုအတွက်ဘလောက်တောင် အရေးပါနေလဲဆိုတာကိုပြောပြပေးပါမယ်မြေရှားတတုဆိုတာမျိုးကကျွန်တော်တို့ရဲ့ဖုန်းတွေ laptop တွေစက္ကရိယာတွေ ဂျိုရုစနစ်တွေမှာမပါမဖြစ်ဓာတ်ဆင်တစ်ခုဖြစ်နေခဲ့တယ်လို့နိုင်ငံရဲ့လုံခြုံရေးစနစ်မှာလည်းတထောင်တနေရာကနေပါဝင်နေခဲ့ပါတယ်ဒီမြေရှားတတူရှိနေခဲ့လို့ဒါနောက်ဆုံးပေါ်နီးပညာတွေအီလွန်မတ်ရဲ့စက်ရုပ်တွေတရုတ်ရဲ့အပြိုင်နီးပညာတွေဆိုတာပေါ်ပေါက်လာခဲ့တာပါတကယ်လို့ဒါမြေရှားတတူဆိုတာမရှိခဲ့ရင်ကျွန်တော်တို့သုံးနေတဲ့စက်ကရိယာတွေကလည်းရှိလာမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့စက်ကရိယာတိုင်းဟာမြေရှားတတူနဲ့မကင်းတာမို့ အားကြမခံပြောကျင်တဲ့အခါမျိုးတွေမှာကဘာကတဲကြီးမဲကြီးလိုအပ်နေပါတယ်ဆိုတော့အပိုးတန်တက်တူမျိုးရှိနေပြီဆိုပြီးတော့တောင်စားနောက်လို့ရပါသေးတယ်။ဒါဆိုရင်တော့မြေရှားတက်တူရဲ့အရေးပါပုံကိုပြောပြပြီးရမလို့ဘလို့အရာတွေနဲ့ဖွဲ့စည်းပြီးဘလို့ထွက်ပေါ်လာခဲ့တာလဲဆိုတာကိုပြောပြပေးသွားပါပါ။ကျွန်တော်တို့နေထိုင်တဲ့ဒီကဘာလောကကြီးရဲ့မှာတဘာဝတရားကြီးကပေးထားတဲ့အဖိုးတန်တွင်းထွက်ပစ္စည်းပေါင်းများစွာရှိနေပါတယ်။ဥပမာရွှေ ငွေပဒမားနီလာပလက်တီနမ်ကြောက်စိန်ကြောက်နီဂေါ်ရန်စသည်တို့အပြင် ရေနံနှင့်တခြားသောတယံဇာတတွေတွေကမှတတုမြေရှာဆိုတဲ့တန်လိုက်တစ်မျိုးကလည်းကက်ပြီးပါဝင်နေခဲ့ပါတယ်ပုံမှန်တွင်းထွက်ပစ္စည်းတွေကတော့စီးပွားရေးသမားတိုင်းစက္ကရိယာတွေထူးဆင်းမှုတွေမိုးမှန်မှုတွေပေါင်းဆက်ပြီးပုံဖော်ဖန်တီးလို့ရနေပေမဲ့တတုမြေရှာဆိုတဲ့အရာကတော့ထက်ခါတလဲလဲပေါင်းခံပြီးမှထွက်ပေါ်လာခဲ့တဲ့ ရှားပါအဖိုးတန်ကူးလို့ပြောရမှာပါအဲ့ဒါပြင်အင်မတန်မှရှားပါပြီးအဖိုးတန်လွန်းနေတဲ့အရာဖြစ်တာကြောင့်မြေရှားနဲ့ပတ်သက်လာရင် နိုင်ငံတော်ရဲ့စီမံကိန်းထဲမှာပဲပါဝင်နေတယ်ဆိုပြီးသတ်မှတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်တကယ်တမ်းမှကြတော့မြေရှားတတုဆိုတာတတုဓာတ်ဆင်18မျိုးပါဝင်ပေါင်းစပ်ထားတဲ့တန်လိုက်ဓာတ်ဆင်တစ်မျိုးပါပုံမှန်အားဖြင့်ဒီတတုတွေကို တခြားသောတတုတွေနဲ့အတူ တွဲပြီးတွေးရှိကြတာများပါတယ် ူတို့ရဲ့တီရှိမှုကလည်းကပမြေကြီးလွာရဲ့အပေါ်ယံလွာမှာပဲတီရှိခဲ့တာပါဒါပေမဲ့တခြားသောတတုတွေနဲ့အတူတူရောညက်ပြီးတီရှိနေတဲ့အတွက်လွလွယ်ကူကူတူဖော်နိုင်မှုဆိုတာခက်ခဲနေတယ်လို့ပြောရမှာပါဒီလိုမျိုးတူဖော်ဖို့လည်းခက်ခဲတယ်တူရှိဖို့လည်းခက်ခဲပါတယ်ဆိုတော့မြေရှားတတုတွေဟာရှားပါလွန်းတာကြောင့်မြေရှားတတုထွက်ရှိပါတယ်ဆိုတော့နိုင်ငံတွေဟာအတော်လေးကိုမှ စိတ်ပူပန်စရာတွေများနေကြတာပါဒီကဘာပေါ်မှာ တယံဇာတပေါင်းများစွာဟာဇက်တိုက်ဆိုသလိုထွက်ရှိနေခဲ့ပေမဲ့လည်းမြေရှားတတုထွက်တဲ့နိုင်ငံကတော့လက်ချိုးရည်လူတောင်ကြနေပါတယ်။လောလောဆယ်ကဘာနဲ့ရှင်ပြီးလေးလာလိုက်မယ်ဆိုရင်တရုတ်နိုင်ငံနဲ့ယူကရိန်းနိုင်ငံကမြေရှားတတုထွက်တဲ့နိုင်ငံတွေဖြစ်နေခဲ့ပါတယ်။အဲ့လိုပြောလို့ဒီနှစ်နိုင်ငံပဲလားလို့မေးလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အမိနိုင်ငံတော်ဖြစ်တဲ့မြန်မာနိုင်ငံမှာလည်းမြေရှားတတုထွက်နေခဲ့ပါတယ်။ဟိုးရှိခိဘိုးဘေးပြည်တွင်လက်ထက်မှာကြားဖူးခဲ့တဲ့ မြေစည်းလွာကိုဗမာကြီးတွေ စားသုံးခဲ့ကြတယ်ဆိုတော့ပါဇက်ပြောရာဇဝင်ဟာလွယ်လွယ်ကူကူဖြစ်လာခဲ့တာမဟုတ်ပါဘူးဗုဒ္ဓဘာသာအယူအယဒီယာဟာမမြင်နိုင်ခဲ့တဲ့ဖြစ်စဉ်တွေကျမ်းတော်တွေလို့ပြောလို့ရသလိုဇီဝဗေဒသဘောတရားနဲ့ကြည့်မယ်ဆိုရင်တော့ကပပထဝီမြေကြီးဟာအတော်လေးအပိုးတန်ခဲ့တယ်ဆိုတဲ့အချက်ကိုတွေ့ရမှာပါရှေးခေတ်အခါအောက်ပြည်အောက်ရွာအညာဒေသမှာတော့အနာတစ်ခုခု ပုံးပက်ဒဏ်ရာရတဲ့အခါမျိုးမှာတော့ကဘာမြေကြီးပေါ်မှာရှိနေတဲ့တဲမြေကိုပဲစေးအဖြစ်အသုံးပြုခဲ့ကြတာပါဒါကြောင့်ပဲမြမမြေဟာအင်္ဂလိပ်တွေဂျပန်တွေရဲ့မျက်စိကျခြင်းတွေကို ခံခဲ့ရတယ်ဆိုတဲ့အတိုင်းဘာပဲလို့လို့တောင်းတတိုင်းအရာရာပြည်စုံနေခဲ့တာပါအခုကဘာပေါ်မှာတော့ရှားပါလှပါတယ်ဆိုပြီးဖြစ်နေတဲ့မြေရှားတတုဟာလည်းကချင်ပြည်နယ်မှာတူးဖို့ရရှိနေခဲ့ပါတယ်အဲ့ဒါအပြင်အခုလက်ရှိအခါမှာလည်း လိုအပ်တဲ့လုပ်ငန်းအဆင့်အဆင့်တွေကိုဇက်တိုက်လောက်ကင်နေနိုင်ပြီးနိုင်ငံအတွက်တထောင်တနေရာကနေအရေးပါတဲ့အရာတစ်ခုဖြစ်အောင်ဖန်တီးဖို့လဲကြိုးစားနေတယ်ဆိုတာသိကြရပါတယ်။အဲ့ဒါတွေကသားပါ။တကယ်တမ်းမှကြတော့ဒီလောက်ရှားပါလုံးတဲ့မြေရှားတတုဆိုတာမျိုးကလောကကြီးကို အပိုင်လိုချင်ပြီးကဘာကိုလဝကြီးအုပ်ချင်ကြပါတယ်ဆိုတဲ့နိုင်ငံတွေအတွက်တော့အခွင့်ကောင်းတစ်ခုဖြစ်နေကြတာပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးဟာနောက်နှစ်ပေါင်းများစွာရောက်လာတဲ့အချိန်မှာ လူစွမ်းအားအရင်မြစ်တွေထက်နီးပညာတွေစက္ကရိယာတွေကိုပဲအသုံးပြုကြတော့မှာမလို့ပါအဲ့ဒါကြောင့်နီးပညာတိုးတက်တဲ့နိုင်ငံ ဖြစ်လေလေဆရာခေါ်လေပဲဆိုတော့ကဘာကိုအုပ်ဆိုးဖို့ကြိုးစားနေကြတဲ့တရုတ်နဲ့အမေရိကကတော့ကဘာအလဲမှာအသေးအတန်ကောင်းထောင်နိုင်ဖို့ကြိုးစားနေခဲ့ပါလေအစပိုင်းမှာတော့တရုတ်နဲ့အမေရိကန်ရဲ့ဆက်ဆံရေးဟာကောင်းမွန်နေပြီမဲ့အချိန်နေအကြောင်းကြောင့်တရုတ်ဘက်ကနေအမေရိကန်ကို မြေရှားတတုတင်တွင်းပေးနေတဲ့အခြေအနေဟာရက်ဆိုင်သွားခဲ့ပါတယ်။ဒါကြောင့်မဲမိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အရေးပါဆိုတော့ Trump ခမရာယူကရိန်းဘက်ကိုမျက်စိကျရတော့တာပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ယူကရိန်းတမရဇလန်စကီးကလည်းသူ့ပြည်သူတွေအေးအေးချမ်းချမ်းနေဖို့အရေး Trump ရဲ့အကူအညီကိုယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့သူ့နိုင်ငံမှာမြေရှားတတုတွေရှိကြောင်းကမ်းလှမ်းပြောဆိုလာခဲ့ပါတယ်။ဒါပေမဲ့လည်း ကိုယ်နိုင်ငံရဲ့တယံဇာတကို ရောင်းသလိုဖြစ်ပါမယ်ဆိုတဲ့စိတ်နဲ့ပဲသူတို့နှစ်ယောက်ကြာအခြေအတင်တွေဖြစ်နေခဲ့ပြီးအခုအချိန်မှဆိုရင်လည်းယူကရိန်းဘက်မှာကကျူးကျော်စစ်တွေကြာရှုံးမှုတွေဟာအတော်လေးများနေခဲ့တာကြောင့်သူတို့နိုင်ငံထဲမှာရှိတဲ့တခြားသောမြေရှားတပ်တုသွင်းတွေကိုရုရှားကတိမ့်ပိုက်ထားတယ်ဆိုတာသိလာရပါတယ်။ဒါကတော့ထရမ့်တယောက်သူ့နိုင်ငံကောင်းဖို့ရေးမိဝိုင်းအလဲကျိုးစင်ကပြမှာကိုကျွန်တော်တို့ကတော့ဘေးအနားကနေအကောင်းဆုံးဖြစ်လာမှာကိုပဲ ညှော်လင့်ပေးနေရမှာပါအခုကျွန်တော်အနေနဲ့ကတော့မြေရှားတတုရဲ့အရေးပါပုံတွေမြေရှားတတုဆိုတာဘလို့အရာတွေကြောင့်ဖြစ်ပေါ်လာပြီးဘလို့အသုံးဝင်ကြလဲဆိုတာကိုတေချာလေးပြောပြပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့သုံးသက်ချက်အရာတော့ကဘာပေါ်မှာလက်ချိုးရည်လို့ရအောင်အဖိုးတန်လွန်းနေတဲ့ဒီမြေရှားတတုဟာနီးပညာတွေတိုးတက်လာပြီးဆိုတဲ့နောက်ွယ်မှာတိမ်မြုပ်သွားနိုင်ခြေရှိမလားဆိုတာကတော့အတော်လေးကိုစိုးရိမ်စရာဖြစ်နေခဲ့တာပါတကယ်လို့ အနာကက်မှာဒီရှားပါလာပါတယ်ဆိုတော့မြေရှားတတုတွေဒါကုံဆုံးသွားခဲ့ရင်ဘလို့အရာတွေနဲ့အစားထိုးကြမလဲဆိုတာကလည်းစဉ်းစားစရာတပိုင်းဖြစ်နေတာမလို့နားထောင်သူပြိတက်တွေအနေနဲ့လည်းကိုယ့်ရဲ့အထင်အမြင်လေးတွေကိုမျှဝေပေးသွားကြပါအောင်ခင်ဗျာ